2010ရွေးကောက်ပေါ်တယ်ပေါ့အဲ့ဒီချိန်တုန်းကဆိုရင် NL ပါတီတော်မှဒါရွေးကောက်ပေါ်မဝင်ခဲ့ပါဘူးအတူတူ level အဲ့ဒီရွေးကောက်ပေါ်ဖြစ်သွားတာပဲအဘိဇေစုရလက်ချက်မှာနိုင်ငံကြီးပြရှုံးမှုတွေများကြီးလုပ်ပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကန်အဖွဲ့စည်း14ခုနဲ့ဒါပနမအပြည့်ရစာချုပ်ကြီးချုပ်ရှင်နိုင်ခဲ့တယ်ဒီကောက်ပွဲအလုံးကာလမှာ ကျွန်တော်တို့အနေနဲ့ဆက်လုပ်ရမယ်ဒါရေးချင်လုပ်ငန်းစီးမှုရှိတယ်လို့အဲ့တော့ရွေးကောက်ပွဲကတော့အခုကတော့ဟိုဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကြားရတယ်လေနော်သူတို့မဖြစ်ဖြစ်အောင်လုပ်မယ်အနေအထားမျိုးအဲ့တော့ရွေးကောက်ပွဲဖြစ်သွားရင်တွတ်တော်ပေါ်လာမှာပေါ့အစိုးရပုံစံတည်းလည်းပေါ်လာမှာပေါ့ဆိုတော့အဲ့ဒီအခါကြာရင်ရော 7EO Alliance နေနဲ့ခုနကလိုစကားပြောရရင်အဲ့အစိုးရနဲ့ဆက်သွားမှာလား ဟိုအဲ့ဒီအဲ့ဒီကြာရင်အပြောင်းလဲရှိလာနိုင်လားအဲ့ဒါလည်းသိလို့ပါလေကျွန်တော်တို့စတင်ပြီးတော့ 7E ကိုလိုင်းရင်းကိုစပတ်ကတဲ့ကိုကကျွန်တော်တို့ခုနကပြောတဲ့ဒီ NC ရဲ့အနေတရာ၃ချက်ပေါ့အဲ့ဒီမှာဆိုရင်သက်ဆိုင်မှုများအားလုံးပါဝင်တော့နိုင်ငံကြီးပြည်စုချင်းနည်းကြီးရောက်ကြီးဆိုတာအဲ့ဒီချက်လည်းပါပါတယ်သို့တော်ဒီအချိန်ဒီဒီခင်းချင်းအောက်မှာကတော့သက်ဆိုင်မှုဒီအားလုံးပါဝင်မှုဆိုတာကအင်တာကက်ပါတယ် အဲ့ဒါကိုလည်းကျွန်တော်နားလည်ပါတယ်ဒီကောက်ပွဲအလွန်ကာလမှာကျွန်တော်တို့အနေနဲ့ဆဲလိုရမယ်ဒါညချင်းလုပ်ငန်းစီးနေရှိတယ်လို့ဒီကောက်ပွဲမထိုင်ခင်ကာလမှာလည်းကျွန်တော်တို့လုပ်ရမယ်ညချင်းလုပ်ငန်းစီးတွေကလည်းကျွန်တော်တို့ကြားမှာဒါဆွေးနွေးအာပိတာကိစ္စရတယ်ရဲ့ရှိတယ်ဖီလီဇဲဖီရှာနေဇဲကိစ္စရတယ်လည်းရှိပါတယ်အခုကဘယ်လိုဘယ်လိုနည်းပြောမလဲဆိုလို့လဲတွေ့မလဲဆိုတာကတော့ ဖြစ်ပေါ်လာတဲ့နိုင်ငံကြီးအချင်းချင်းနဲ့ညီပါဝင်ပြည်ပါဝင်ထိုက်တဲ့ခုနက stakeholder တွေနဲ့တော့ဒီ stakeholder နဲ့ဆိုကျွန်တော်တို့ကတော့နိုင်ငံကြီးဖြစ်ရှာနိုင်မှုကိုတွေ့ပေါ်ပြီးဆိုချင်လို့ရတော့ဆက်ချင်တော့နားလည်ပါဆရာတို့အခုတွားနေတဲ့တွဲဆုံဆွနေအဖြစ်ရှာရေးလမ်းကြောင်းပေါ့အဲ့ဒီလမ်းကြောင်းကိုဒီရွေးကောက်ပွဲကပိုကောင်းစေမယ်လို့ဆရာတို့တွက်လာဒါမှမဟုတ်ဆရာတို့တွားတဲ့လမ်းကြောင်းကိုထိခိုက်စေရလို့တွက်လာ အဲ့ဒီပေါ်မှာဆရာတို့ဘယ်လိုသုံးသက်ချက်ရှိလဲမျိုးသားပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဒါအကောင်းဆုံးဖြစ်ဖို့တော့မျိုးလင်းကြတာပေါ့ဗျာအတူတော်လည်းပဲဖြစ်ပေါ်လာနိုင်တဲ့အဆူဆူအတွက်ကိုလည်းကျွန်တော်တို့ဒါပြင်ဆင်အောင်ရတာပို့ဖို့လည်းပဲကျွန်တော်တို့စဉ်းစားချက်ရှိပါတယ်ဒါကျွန်တော်တို့ဒီဖြတ်တမ်းမှုများပေါ့ဒီဟိုပြီးခဲ့တဲ့ဒါ2010ယူကောက်ပေါ်တယ်ပေါ့အဲ့ဒီအချိန်တုန်းကဆိုရင် NLD ပါတီတောင်မှဒါယူကောက်ပေါ်မှဝင်ခဲ့ပါဘူး ယူကော့ပွဲကိုတပင်းမောင်းတယ်စသဖြင့်ပေါ့အတူတော် level အဲ့ဒီယူကော့ပွဲဖြစ်သွားတာပဲအဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီကြားပြယူကော့ပွဲမှာ NLD ပြန်ပါဝင်လာနိုင်တယ်အဲ့ဒီ9မိတာသက်တမ်းကာလရှာမှာဒါကြိုက်ဒီ PC မကြိုက်ဒီ PC နောက် PC ဆိုရလက်ချက်မှာနိုင်ငံကြီးကရှုံးမှုညာကြီးလုပ်ပြီးတော့ကျွန်တော်တို့တိုင်းနာနေတဲ့ကအဖွဲ့စည်း၁၄ဘွဲ့နဲ့ဒါ ပနမအပြည့်ရစာချုပ်ကြီးချုပ်ဆောင်ခဲ့တယ်။အတိုင်းတာခုကြည့်ရတော့ကျွန်တော်တို့လက်နက်ကန်ခရီးပခါလေးတော်တော်လေးကိုချင်းကြီးသွားတယ်။နောက်ထပ်တစ်ခါကျွန်တော်တို့ NC စာချုပ်ကိုလည်းပဲနှစ်ဖက်ကြီးနိုင်ပြီးတော့ဒါရယူနိုင်ခဲ့တယ်။လက်မရီထူနိုင်အောင်လည်းဒါကျွန်တော်တို့ဒူပန်ဆောင်ရနိုင်ခဲ့တယ်။အဲဒါအဲ့ဒီအခြေခံကောင်းနေဒီငန်းစာကောင်းနေလည်းဒါကျွန်တော်တို့ဖြတ်ကျော်လာပြီးတဲ့နောက်မှာချီမီရတော့ဒီချေရတော့မှန်ပါတယ်။ အထတဲ့တော့မကြည့်ပါဘူးသို့တော်လည်းပဲပြီးခဲ့တဲ့2010ဒီကောက်ပွဲကနေဒေသရေးရှင်ရလက်ထက်ကနေဂျူပန်အာထုံးမှုကြောင့်ဒါအောင်မြင်နေတဲ့အများကြီးတက်လာနိုင်တဲ့နည်းတူဒါမဲ့ဒီကောက်ပွဲပြီးပေါ်နေဖြစ်ပေါ်လာတဲ့ဆွေရလို့ပဲပြောမလားအဆွေရလို့ပြောလိုက်မယ်ဆိုရင်လည်းလက်ရှိအခြေအနေညကတော့အနည်းများတော့အများကြီးရှိနေဘယ်လိုပဲဖြစ်ဖြစ်ဒီတော့ကသမိုင်းသင်္ကန်းစာမှာကျွန်တော်တို့ ်ကျူပေးခဲ့ရတဲ့တောင်းဆင်ရေကောက်ပွဲရလာကနေကျွန်တော်တို့ဆက်လက်ကြိုးပမ်းလှုပ်ဆောင်နိုင်တဲ့ဒါမျိုးချင်းကြီးလုပ်ငန်းစီရှိခဲ့ဘူးတဲ့ကြောင့်မလို့ကျွန်တော်တို့ကတော့ဒီတာပြောင်းနေရှင်ဒါလာမယ့်ရေကောက်ပွဲအလုံးရေချင်းကြီးဖြစ်စီနေလဲပို့ပြီးတော့အားကောင်းလာမယ်ပို့ပြီးတော့ဟိုကြေပြန်းလာအောင်ကျွန်တော်တို့ကြိုးပမ်းလှုပ်ဆောင်ရမှုရှိတယ်ဆိုတာပေါ့ဒါကျွန်တော်တို့ကမှဒါမျိုးချင်းကြီးတော့ရှိတယ်